ဲမို့လို့ကဆုံလားပြည့်ဟာဗုဒ္ဓရဲ့ဘဝနဲ့ဆက်ဆက်ပြီးတော့ပြောမယ်ဆိုရင်ဗျာဒိတ်ခံခဲ့တာလည်းကဆုံလားပြည့်နေပဲနောက်နောက်ဆုံးဘဝမှာဖွားတော်မူတာလည်းကဆုံလားပြည့်နေပဲဖရာဖြစ်သူရောက်တော်မူတာလည်းကဆုံလားပြည့်နေပဲဘဝအဆုံးသတ်ပြီးတော့ပြိဋိဘံဆံသွားတာလည်းကဆုံလားပြည့်နေပဲလို့ဒါကြောင့်မို့အချင်းချုပ်ပြောမယ်ဆိုလို့ရှိရင်ဗျာဒိတ်တော်ခံဖွားပွင့်စား ရာဋိတော်ခန္ဓာလဲကဆုံလာပြီ။ဟော။ဖွာတော်မူတာလဲကဆုံလာပြီ။ဖျားဖြစ်သူရောက်တာလဲကဆုံလာပြီ။ပြိနိဗ္ဗာန်စန္ဒာလဲကဆုံလာပြီလို့။ဒီကဆုံလာပြီဟာဘုရားဘာသာဝင်တွေအတွက်အင်မတန်မှထူးခြားတဲ့ဘုရားဘဝနဲ့ဆက်ဆက်နေတဲ့လာပြီလို့။ဒီဘဝတွင်ပြောမယ်ဆိုရင်တော့ဖွာပွင့်စံပေါ့။ဖွာတော်မူတာရဲ့ ဘုရားဖြစ်သူရောက်တော်မူရာရဲ့ပြိဋိဗံဆန္ဒရဲ့၃ခုသို့တော့ဒီဘဝမကဘူးဘုရားလောင်းရဲ့တန်လျာဘဝပါထည့်ပြီးတော့ပေါင်းလိုက်မယ်ဆိုရင်ဗျာဒိတော်ခန္ဓာနဲ့ဒီလားလို့ဘာဖြစ်လို့ဒီလိုပြောရတော့ဆိုဘုဒ္ဓဝင်ပါဠိတော်မှာဘယ်လိုပါအောင်ဆိုတာရခဏဝိရောစန္တိအကဲခတ်ပြီးတော့ချိကြတာနော်ဘေးကနတ်တွေမြမာတွေအဲ့ဒီဗျာဒိခန္ဓာနဲ့ပွဲမှာ ဖះကိုပူဇော်ရင်သူ့မိသားရဲ့သိလေးကိုဖះလောင်းဆိုပြီးတော့ဝိုင်းဝန်းပူဇော်ကြတယ်အဲ့လိုပူဇော်တဲ့အထဲမှာသူတို့ကလည်းအတီးပြုတ်ကြဖះကဖះဖြစ်လိမ့်မယ်အနာကမှာဖះဖြစ်လိမ့်မယ်လို့ဖြားရိတ်ဟောတဲ့စကားဟာဘယ်တော့မှမလွဲဘူးဆိုတာဘာဘယ်လိုအခြေအနေတွေကိုသူတို့ကြီးကြတာတော့ဆိုထူးခြားချက်တွေကိုကြီးလိုက်တယ်ကောင်းကင်မှာလည်းပဲကျယ်တွေကအံ့ဩစရာကောင်းတော့သူကနေ့အခါကြီးမှာပဲဖြစ်စီပေါ့ ကျဲတွေအမတန်မှပြည့်စုံတဲ့အချိန်ခါကြီးကောင်းငင်ကကျဲတွေကတောက်ပပြီးတော့နေကြတယ်နက်ခတ်တွေဟာလည်းထင်းထင်းရှားရှားပေါ်ထွက်လာကြတယ်ညအခါထွက်ပေါ်လာမဲ့လာပြည့်ဝင်းကြီးကလည်းပဲဝိတာခာဆိုတဲ့နက်ခတ်နဲ့ရှင်တွဲပြီးတော့ဖြစ်ပေါ်လာအဲ့ဒါကိုဝိတာခာနက်ခတ်နဲ့ရှင်တွဲတဲ့လဆိုတာကဆုံလာပြည့်ပဲဒါကြောင့်မို့ကဘာမှာ ပြဆုံလာပြီနေ့ကိုဘယ်လိုခေါ်တော့ဆိုဝေဆက်လို့ခေါ်တယ်ဝေဆက်ဆိုတာဝိတ္တခါကိုပြောတာသူတို့အတန်နဲ့ပြောတယ်ဝိစာခါဝေစာခါဝေစာခါကိုဝေဆက်ဒီလိုခေါ်တာကဘာမှာခေါ်တဲ့စကားဒါအင်္ဂလိပ်စကားမဟုတ်ဘူးအိန္ဒိယဝေတာခဆိုတဲ့စကားလုံးကိုပါဠိစကားလုံးကလည်းဝေတာခပဲအိန္ဒိယကလူတွေရဲ့အတန်ထွက်တဲ့အခါကျတော့ဝေဆက်ဒီလိုအတန်ထွက်တာဝိတ္တခါ နှစ်ထောင်ကြီးနှစ်က